တောင်ကိုရီးယားရဲ့တမရအစ်လီဂျယ်မြောင်ကဗုဒ္ဓဖူးနေမှာတမရယာသူကိုစတင်ထမ်းဆောင်ခဲ့ပြီးတော့နိုင်ငံကိုဆဲအုပ်ချုပ်ရေးအမိန့်အကျယ်တဲကနေရုံထွက်ပြီးကမ္ဘာလုံးဆိုင်ရာ တွင်းကုံကာကွယ်ရေးမူဝါဒကြောင့်စီးပွားရေးကြာဆင်းမှုကိုပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်မယ်လို့ကတိပြုလိုက်ပါတယ်။ တမရဟောင်းရွှေစော်ယူကစစ်အုပ်ချုပ်ရေးကိုပြားထန်းခဲ့တာကြောင့်တမရတပ်တန်း3နှစ်ဖြုတ်ချခံခဲ့ရပြီးတဲ့နောက်အင်ကာနစ်ရွေးကောက်ပွဲမှာ လီကပြပြတတ်တာအောင်ပွဲခံမှုက အာရှရဲ့စတုထအကြီးဆုံးစီးပွားရေးဖြစ်တဲ့တောင်ကိုရီးယားမှာကြီးမားတဲ့ပြပြင်ပြောင်းလဲမှုတွေဖြစ်လာမယ်လို့မျှော်လင့်နေပါတယ်။ နှစ်ပေါင်း30အတွင်းတန်ကိုရီးယားခေါင်းဆောင်တအူးအတွက်အဆိုးရွားဆုံးစိန်ခေါ်မှုတွေဖြစ်တဲ့စစ်အုပ်ချုပ်ရေးအမိန့်ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာတွေကိုကုစားရေးမှသည်အထက်ကုံတွယ်ဘက်နဲ့လုံခြုံရေးမဟာမိတ်ဖြစ်တဲ့အမေရိကန်ရဲ့သွင်းကုန်ကာကွယ်ရေးမူဝါဒကိုကင်တွယ်ဖြည့်ရှင်းရေးအထိပ်ပြဿနာတွေများစွာနဲ့ရင်ဆိုင်နေရပါတယ် မဲအလုံးရေတွက်မှုပြီးတဲ့နောက်လီကမဲ35တန်းနီးပါးရဲ့49ဒရမ4နှစ်ရာဂိုင်းနှုန်းနဲ့အနိုင်ရခဲ့ပြီး Conservative Party ကပြိုင်ဘက် Kim Mun Soo က47ဒရမ15ရာဂိုင်းနှုန်းရရှိခဲ့က1998ခုနှစ်နောက်ပိုင်းမဲပေးသူတွေအများဆုံးရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေကဖော်ပြထားပါတယ် သူရဲ့ပြည်သူအင်အားဖာတီကကံကြမ္မာဆိုးကိုရက်တမ်းမှုပြတ်ခွက်ခဲ့ပြီးရုံးစော့ဟိုရဲ့စုပ်ချုပ်ရေးအမိန့်ကိုတိုက်ဖြတ်မဲ့အင်ကာနဲ့ရေကောက်ပွဲနေ့ကိုအသက်62နှစ်အရွယ်လူခွန်ရေးရှိနေဟောင်းဖြစ်သူ လီဂျန်မြောင်ကတရားစီရင်မိနေဟုပြောကြားခဲ့ပါတယ် ရမဆုံးညှဉ်းညွှန်းချက်ဖြစ်တဲ့အခက်အခွဲတွေကိုပြက်ပြက်တတ်တတ်ကြော်လွားနိုင်ခဲ့ပြီးပြည်သူတွေကိုတနက်နဲ့ဓာတ်ကင်ဆန့်ကျင်ခဲ့တဲ့စစ်အာဏာသိမ်းမှုဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ပါဘူးလို့လွတ်တော်ပြင်ပဘက်မှပြောကြားတဲ့အောင်ပွဲမိန့်ခွန်းမှာလီကဆိုပါတယ်ကြီးမားတဲ့ဆန်းဆောင်ရေးရှိတဲ့ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့ဒီယာယီအခက်ခဲကိုကြော်လွားနိုင်ခဲ့ပါတယ်လို့သူကဆိုပါတယ် လီဂိုဗိုလ်တဖူးနေမှာအမျိုးသားရွေးကောက်ပွဲကော်မရှင်ကသမရအဖြစ်တရားဝင်အတည်ပြုခဲ့ပြီးသမရရာဒူနဲ့ကာကွယ်ရေးဦးစီးချုပ်ရဲ့အာဏာများကို၎င်းက ချက်ချင်းအရယူခဲ့ပါတယ်အတူချုံကျန်းတစ္ဆာချိန်ဆိုးဝဲကိုနနက်7နာရီမှာလွှတ်တော်မှာကျင်းပဖို့စီစဉ်ထားရလို့ပြည်ထရေးဝန်ကြီးဌာနကတာဝန်ရှိသူတို့ကပြောပါတယ်အလဲလက်နဲ့ဝင်ဝင်နေမိသားစုတွေနဲ့ အသေးစားလုပ်ငန်းပိုင်ရှင်တို့ရဲ့ရုန်းကန်နေရာတွေကို ဖြစ်ပေါ်စေတဲ့လူနေမှုစရိတ်ကြီးမားမှုကို အာယုံဆက်ပြီးယာယူရယူတဲ့ပထမဆုံးနေ့မှာပဲတိုင်းပြည်ရင်ဆိုင်နေရတဲ့အရေးတကြီးစီးပွားရေးစိန်ခေါ်ရာတွေကိုကန့်တွဲဖြည့်ရှင်းမယ်လို့လီကပြောကြားခဲ့ပါတယ်။နိုင်ငံတွေအကြားကြီးမားတဲ့ကုန်သွယ်မှုမညီမျှမှုအတော့ ်မေရိကန်ကပြစ်တင်နေတဲ့အသွင်းခုန်ကွန်ညှိနှိုင်းရေးနဲ့ပတ်သက်ပြီးအင်ဖြူတော်ကသတ်မှတ်ထားတဲ့နောက်ဆုံးရက်နဲ့သူကကြုံတွေ့နေရပါတယ်ခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ကြံပြမှာကိုပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ